ိုင်ငံရေးအရာအရေးကြီးသည့်ကာလဖြစ်သည်စစ်ကောင်စီသည်လည်းနိုင်ငံတကာကလာရောက်ကုန်ကြီးကြသည့်အခွင့်အခါကောင်းကိုရယူ၍သူချင်းပမိရွေးကောက်ပွဲသည်မြန်မာနိုင်ငံရေးဤထွက်ပေါက်အဖြစ်နိုင်ငံတကာဤထောက်ခံမှုကိုရယူရန်ကြိုးစားမိဖြစ်သည်သို့တော်2021ခုနှစ်နှစ်ကုန်ပိုင်းကသခိုင်းတိုင်းအားရှောက်လအတွင်ရှင်မုံမီဆိုသောမြန်မာစစ်တပ်ဤကျုံဝါတန်သည် လေထဲတွင်ပျောက်ကွယ်သွားပြီဖြစ်သည် ဂိုင်းငလင်ကြီးစစ်ရဲဆဲရည်နဲ့တဖက်ပိတ်စစ်ကောင်းစီဆောင်းပါရှင်ဇေယအညာမလ28ရက်နေ့ကလှုပ်ခတ်လိုက်သော Richter scale 7.7ရှိသည့်ဇဂိုင်းငလင်ကြီးကခေတ်သစ်သမိုင်းတွင်အပြင်းထန်ဆုံးဖြစ်သည်ဇဂိုင်းမန္တလေးတရာဦးမြစ်သားပျော်ပွဲနေပြီးတော့ပြင်းမနာတောင်ကိုစသည့်ဇဂိုင်းပြည့်ရွတစ်လျှောက်အကြီးကျယ်ပြက်စီးသွားသည်လန်တရာအဆောက်အုံများစွာပြက်စီးသွား၏စစ်ကောင်စီသည်လည်းဟန်မဆောင်နိုင်ပဲနိုင်ငံခြားအကူအညီများဆက်ရှင်းတောင်းခံရတော့သည် ငလင်ဒုတိယနေ့တွင်တရုတ်အိန္ဒိယရုရှားနှင့်အာဆီယံနိုင်ငံများကအကူအညီပေးရေးအဖွဲ့စတင်ဆေးလွတ်ကြရာအချို့အဖွဲ့များနေချင်းရောက်လာကြတော့လဲကယ်ဆယ်ရေးအစီအစဉ်များတော့တတိယမြောက်နေ့တွင်မှစတင်နိုင်ကြသည်ထို့ပြင်ကုလသမဂ္ဂအမေရိကန်နှင့်ဥရောပနိုင်ငံအချို့ကလည်းအကူအညီပေးမည်ဟုဆိုသည်ကိုတွေ့ရသည်စစ်စေးအိပ်ပြနေသည့်အပြင်စစ်ကောင်စီသည်ငလင်အတွက်အသုံးစရာဘတ်ဂျက်မရှိသည့်အတွက်နိုင်ငံကအကူအညီတောင်းခံသည်ဟုလည်းဆိုကြသည်ထို့ပြင်စစ်ကောင်စီတွင်သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ပြင်ဆင်မှုရောအတွေ့အကြုံပါမရှိ၍အကူအညီတောင်းရခြင်းဖြစ်ပြီး နိုင်ငံတကာအကူအညီဖြစ်တာမြန်မြန်ဆန်ဆန်ကယ်ဆယ်ရေးလုပ်နိုင်ပြီဟုအများကယူဆကြသည်။သို့တော်လည်းနာဂစ်အတွေ့အကြုံများအရမြန်မာစစ်တပ်သည်၎င်းအာဏာတည်မြဲရေးကိုသာရှေ့ရှုပြီးပြည်တွင်းပြည်ပအကူအညီများကိုဟန်တာခြင်းပြည်ပအကူအညီများစစ်တပ်ကဖျက်တောက်ယူငင်းမှုကိုလူအများစုကစိုးရိမ်ပူပန်မှုရှိကြသည်။လက်ရှိတွင်တရုတ်အိန္ဒိယနှင့်အာဆီယံနိုင်ငံများသည်တွက်လက်မြန်ဆန်စွာ24နိုင်ငံအတွင်မြန်မာပြည်တွင်းသို့ရောက်ရှိလာခြင်းသည်ကယ်ဆယ်ရေးလုံခြုံတသက်သာဟောက်ပုံမရပေမြန်မာပြည်တွင်း၌အနီးကပ်ထိတွေ့ပြီး တစ်ဖက်ကကူညီ၍တစ်ဖက်ကဤအချိန်ဤကာလတွင်အပြစ်ခတ်ရစေရေးပြုလုပ်ကြရန်တွန်းအားပေးလိုပုံရသည်ပြိပခဖြစ်နေသောတိုင်းပြည်အချို့တွင်သဘာဝဘေးအန္တရာယ်ကြောက်ရောက်သောအခါဒုက္ခအထိရောက်နေသောလူမှုမျက်နာကိုခြောက်ရှု၍ပြည်တွင်းနိုင်ငံရေးစည်ရေးပြိပခကိုစေစားညှိနှိုင်းဖြည့်ရှင်းနိုင်ခဲ့ကြသည့်အစဉ်အလာများကိုထောက်ရှုပြီးဤသို့စဉ်းစားကြခြင်းဖြစ်သည်တို့ဖြစ်ရာစစ်ကောင်စီဖြစ်စီတော်လိုင်းအင်အားစုများဖြစ်စီနိုင်ငံတကာ၏သဘောထားကိုသိရှိပြီးနိုင်ငံတကာ၏ထောက်ခံမှုကိုရယူရန်စ조사ရမည်အချိန်လည်းဖြစ်သည်ထို့ပြင်နိုင်ငံတကာကယ်ဆယ်ရေးလုပ်ငန်းနှင့် ။ကုညီမှုအနှဲငယ်သည်ကယ်ဆယ်ရေးလုပ်ငန်းအချို့အတွက်အထောက်အကူဖြစ်နိုင်တယ်လို့တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက်မလွဲကူပေ။အမေရိကန်အစိုးရဘူမိဗေဒစစ်တမ်း USGS ထုတ်ပြန်ချက်အရမက်လာ28ရက်နေ့ကမြန်မာနိုင်ငံတွင်လှုပ်ခတ်သောအင်အားပြင်းငလင်ကြောင့်တေဆုံးသူဥယျာဉ်တထောင်မှတသိန်းကျားရှိနိုင်ပြီးစီးပွားရေးအရထိခိုက်မှုမှာမြန်မာနိုင်ငံ GDP ဤ80ရာခိုင်နှုန်းအထိမြင့်မားနိုင်ကြောင်းရိုက်တာသတင်းတွင် ဖော်ပြထားသည်မြန်မာနိုင်ငံတွင်2020ကိုဗစ်အပြီးစစ်တပ်အာဏာသိမ်းမှုကြောင့်နိုင်ငံသားနှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများရပ်တန့်သွားခြင်း ထွက်ခွာသွားခြင်းတို့အပြင်စစ်ဘေးစစ်တမ်းတင့်နေသည်မှာလဲလေးနှစ်တာကြာမြင့်ခဲ့ပြီဖြစ်သည်ထို့ပြင်နူရဝဲဆွဲလဲရတကူထောင်းဆိုတဲ့ကဲ့သို့မုံတိုင်းပြီးရေဘေးတို့ခံနေရသည့်အပြင်ယခုအခါငလင်ဘေးကိုလည်းဆူဆူဝါဝါခံရပြန်သည်တို့ဖြစ်ရမြမပြည်သည်စီးပွားရေးအရာလည်းတိုးတက်မှုမရှိဘဲအကြက်အဲဒဲပေါင်းစုံစိုက်နေသည်ငလင်တတိယနေ့တွင်လူ6000ခန့်တည်ဆုံးတန်ရာရစရင်များထွက်လာသည်ဤစရင်များထွက်ချိန်အထိသခိုင်းအပါအခြားမြို့များတွင်ကဲဆယ်ရေးပင်ကောင်းစွာမဆရသေးပေတို့ဖြစ်ရငလင်ဤပျက်စီးဆုံးရှုံးမှုသည် မျော်လင့်သည့်ထက်များပြားနိုင်ပြီးတိုင်းပြည်နလန်ထူဖို့ပင်ခက်ခဲပေလိမ့်မည်။ဤသို့သောအရှင်နေအောက်တွင်တိုင်းပြည်ပြန်လည်နလန်ထူနိုင်ရန်အမြန်ဆုံးတိုင်းပြည်ကိုထူမှတ်နိုင်ရန်စစ်ပွဲကိုရပ်တန့်ဖို့လိုသည်ဆိုသည့်အချက်သည်အားလုံးမြင်သာသည့်မငင်းသာသည့်အချက်ဖြစ်သည်။မြန်မာငလင်ဘေးကိုလာရောက်ကူညီကြသည့်တရုတ်အိန္ဒိယအာဆီယံနိုင်ငံများနဲ့အခြားနိုင်ငံများကလည်းမြန်မာပြည်ပြည်တွင်းစစ်ပွဲကိုအမြန်ဆုံးရပ်တန့်ရန်လိုအပ်သည်ဟုဆိုကြသည်သာမကတွန်းအားပေးကြမည်ဖြစ်၏ ငလင်ဤပျက်စီးမှုများနဲ့အတူအပြစ်ရဲ့ရေးနှင့်ပတ်သက်သည့်အင်ဒီဂျင်နိုင်ငံများ၏ဖိအားကိုမြန်မာပြည်ရှိနိုင်ငံရေးအင်အားစုများမှန်မှန်ကန်ကန်ရင်ဆိုင်တုံ့ပြန်ရမည်အချိန်ကာလလည်းဖြစ်သည်နိုင်ငံရေးအရာအရေးကြီးသည့်ကာလဖြစ်သည်စစ်ကောင်စီသည်လည်းနိုင်ငံတကာကလာရောက်ကုန်ကြီးကြသည့်အခွင့်အခါကောင်းကိုရယူ၍သူချင်းပမိရွေးကောက်ပွဲသည်မြန်မာနိုင်ငံရေး၏ထွက်ပေါက်အဖြစ်နိုင်ငံတကာ၏ထောက်ခံမှုကိုရယူရန်စူးစမ်းမည်ဖြစ်သည် မြန်မာပြည်ပြည်သူများကလည်းမြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဖြည့်ချင်းရလိုအပ်သည့်တော့ချက် ပြဿနာအားနိုင်ငံတကာအားလက်တွေ့အနီးကပ်ပြသနိုင်သည့်အခွင့်အခါကောင်းဟုယူဆရမည်ဖြစ်ပြီးထို့အခွင့်အလမ်းကိုရယူရမည်ဖြစ်သည်ထို့ကြောင့်စစ်ပွဲကိုမြည်တို့ရက်မြည်နီးပြည်တွင်းစစ်ရက်စဲပြီးပြည်တွင်းငြိမ်းချမ်းရေးကိုတိဆောက်ရန်မြည်သည့်အချက်ကစမြည်နီးဆိုသည်ကသာပြဿနာဖြစ်ပေလိမ့်မည်ပထမဆုံးအစပြုရမည့်အချက်မှာတပြည်လုံးအတိုင်းအတာအရလုံးဝအပြည့်အခက်ရက်စဲရေးဖြစ်၏တပြည်လုံးတွင်ရှိသည့်လက်နက်ကင်အဖွဲ့အစည်းအလုံးပါဝင်ပြီးအပြည့်အခက်ရက်စဲရေးဖြစ်၏ ဤအချက်ကိုအစပြုမှသာကြံသည့်အချက်များကိုဆက်၍ရပါလိမ့်မည်။ဤနေရာတွင်လက်နက်ကင်အဖွဲ့အားလုံးပါဝင်သည့်အပြည့်အခက်ရက်စဲရေးကိုဥစွာလက်ခံကြေညာရမည်မှာမြန်မာစစ်တပ်ဖြစ်တဲ့ကဲ့သို့ဟိုအဖွဲ့မပါရဒီအဖွဲ့မပါရဆိုသည့်ကန့်သက်ချက်များကိုလည်းမြန်မာစစ်တပ်ကရှောင်ရှားမှသာဤအချက်အထမြောက်ပေးလိမ့်မည်။2015 2016ခုနှစ်များက AATND MNDAA မြောက်ပိုင်းသုံးဖွဲ့အားအပြည့်ရက်လက်မှတ်ထိုးခွင့်မပြု NCA ထိုးခွင့်မပြုလက်နက်စွန့်ရမည်ဟုဆိုခဲ့ဒီမှာမြန်မာစစ်တပ်ဖြစ်ပြီး ထိုသုံးဖွဲ့ပါဝင်ခွင့်မရခဲ့၍ NCA တွင်တိုင်းသားအဖွဲ့အများစုပါဝင်လက်မှတ်ထိုးမိအရှိအနေပျက်စီးခဲ့ရသည်ဤသို့မြောက်ပိုင်းသုံးဖွဲ့အားအထင်သေးသည့်ဒဏ်သဘောထားတင်းမာသည့်ဒဏ်ကိုယခုမြန်မာစစ်တပ်ခံရခြင်းဖြစ်၏ယခုအခါထိုမြောက်ပိုင်းသုံးဖွဲ့သည်အာကောင်းပေါင်းတန်ဖြစ်နေပြီးစစ်ရေးအရာအောင်ပွဲအများအပြားရနေ၏နေမီအများအပြားတင်ပိုက်ထားနိုင်၏အခြားတော်လန်ရေးတပ်ဖွဲ့များကိုကူညီနေသည်ကိုတွေ့မြင်နိုင်၏ ယခုလက်တိုင်းပြည်လုံးအပြည့်အခက်ရဲ့စေးရည်တွင်မြန်မာစစ်တပ်သည်မြောက်ပိုင်း၃ဘွဲ့အပါတိုင်းဒေသတပ်ဖွဲ့များနှင့်ဆွေးနွေးရန်လက်ခံပြီးလက်တွေ့တွင်လည်းဆွေးနွေးနေသည်မြန်မာစစ်တပ်နိုင်ငံရေးကထွက်ခွာရမည်ဟုဆိုထားသည့် KNU နှင့်ပင်ဆွေးနွေးရရသည်ဟုလေတာပြစ်နေသည်ကိုတွေ့ရသည်သို့သောလက်ရှိအချိန်တွင်မြန်မာစစ်တပ်ခါခါသိသိညင်းပယ်နေသည်မှာ NUG CRPH PDF စသည့်ຫນွေဦးအင်အားစုများဖြစ်သည်မြောက်ပိုင်း၃ဘွဲ့တုန်းကကဲ့သို့ပင်မြန်မာစစ်တပ်သည်အဆိုပါအင်အားစုများကိုအပြည့်ရရန်ဆွေးနွေးရန်ညင်းပယ်ပြီးရခိုင်ကအမားမျိုးကိုဆက်လက်ကျူးလွန်နေသည်ကိုတွေ့ရသည် မြန်မာစစ်တပ်ဒီတိုင်းဒေသလက်နက်ကိုင်အားလုံးနဲ့အပြည့်ရက်ပြီး PDF များအပါနေဦးအင်အားစုများကိုနှိမ်နှင်းမည်ဟုစိတ်ကူးယဉ်နေစေဖြစ်သည်သောသောလက်တွေတွင်ပြည်မရှိ PDF အပါနေဦးအင်အားစုများ၏ဒေါ်လာပုံကမ်းမှုများသည်တိုင်းရင်းသားဒေါ်လာရေးတပ်ဖွဲ့များအောင်ပွဲများရရှိနိုင်ရန်ထောက်ကူပေးခဲ့တဲ့ကဲ့သို့တိုင်းရင်းသားဒေါ်လာရေးတပ်ဖွဲ့များ၏အောင်ပွဲများဆက်လက်ရရှိပြီးအောင်မြင်မှုများတည်ထက်ခိုင်မြဲရေးအတွက်လည်း PDF နှင့်နေဦးတပ်ဖွဲ့များလိုအပ်သည်ကိုတိုင်းရင်းသားတပ်ဖွဲ့များကကောင်းစွာသဘောပေါက်ကြသည်မြန်မာစစ်တပ်သည် AA အပါ မြောက်ပိုင်းသုံးဖွဲ့အားအထင်မြင်သေးခဲ့တဲ့ကဲ့သို့ PDF နဲ့ရေဦးတပ်ဖွဲ့များကိုအထင်သေးနေစေဖြစ်သည်သို့တော်2021ခုနှစ်နှစ်ကုန်ပိုင်းကသခိုင်းတိုင်းအားရှောက်လအတွင်ရှင်မုံမြီဆိုသောမြန်မာစစ်တပ်၏ကျုံးဝါတန်သည်လေထဲတွင်ပျောက်ကွယ်သွားပြီဖြစ်သည်လက်ရှိအချိန်တွင် PDF နှင့်ရေဦးတပ်ဖွဲ့များသည်တိုင်းသာတပ်ဖွဲ့များနှင့်နှိုင်းယှဉ်လင်ပင်အချိန်တို့တွင်အင်အားကြီးထွားလာသောစီယုံစုဖွဲ့နိုင်သောလက်နက်ခဲယံတပ်ဆင်နိုင်သောတိုက်ရိုက်ခိုက်ရိုက်ရှိသောတပ်ဖွဲ့များဖြစ်လာသည်မြို့သိန်းစကန်းသိန်းတိုက်ပွဲများတိုက်ခိုက်လာနိုင်သည့်အပြင် စစ်ကြောင်းလိုက်ရှေမုံရေးတိုက်ပွဲများနေရာအနှံ့တိုက်ခိုက်လာနိုင်သည့်တပ်ဖွဲ့ဖြစ်သည်ကိုတွေ့မြင်နိုင်သည် PDF သည်မြန်မာစစ်တပ်၏ပြိုင်ဘက်မဟုတ်ဟုပြောဆိုသူတရုတ်အထူးတန်ဆိုသူကိုယ်တိုင်ကမြောက်ပိုင်းအဖွဲ့များနဲ့ PDF များကြားဆက်ဆံရေးဖြတ်တောက်နိုင်ရန်အသေးအံစူးစမ်းနေခြင်းသည်ပင် PDF များကမြန်မာစစ်တပ်၏ပြိုင်ဘက်ဖြစ်လာသည်ကိုတပ်ဖက်လက်နှင့်ဝန်ခံနေခြင်းဖြစ်သည်မြန်မာစစ်တပ်အနေဖြင့်ယခု PDF နဲ့မဆွေးနွေးပါကမြောက်ပိုင်း၃ဘွဲကဲ့သို့ပင်ပို့ရကြီးသော PDF တပ်ဖွဲ့များနဲ့ရင်ဆိုင်ရပြီလိမ့်မည် ထို့အပြင်မြန်မာပြည်အနှံ့တိုက်ခိုက်နေကြသော NUG PDF တပ်ဖွဲ့များနဲ့အပြစ်မရက်ပါကတပြည်လုံးအပြစ်ရက်ဆဲရေးဆိုဒီမှာရခင်ကကဲ့သို့ပင်ဖြစ်နိုင်မည်မဟုတ်ပေမြန်မာစစ်တပ်အနေနဲ့ NUG CRPH PDF တို့အားအကြမ်းဖက်ချိန်ညှထား၍မဆွေးနွေးနိုင် အပြစ်မရက်နိုင်ဟုဆိုပါကလည်းအတိတ်ပဲရှိမည်မဟုတ်ပေစစ်ကောင်စီကအကြမ်းဖက်အဖွဲ့ဖြင့်ချိန်ညှထားသည့်မြောက်ပိုင်းသုံးဘွဲ့နှင့်ဆွေးနွေးခဲ့ပြီး MNDAA နှင့်အပြစ်ပင်ရက်ထားရာအကြမ်းဖက်တတ်မှတ်ထား၍ဆိုဒီမှာလည်းခိုင်မာသည့်အကြောင်းပြချက်မဟုတ်ပေ လက်ရှိစစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုသည့်များမှာလည်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီအားတကယ်တမ်းတိုက်ခိုက်နေသောလက်နက်ကင်တပ်ဖွဲ့တစ်ဖွဲ့မှမပါဝင်ပဲအတိတ်ပဲကင်းမဲ့နေသည်တကယ်တမ်းအပြစ်အခက်ရပ်နိုင်ဖို့စစ်မြေပြင်တွင်တိုက်ခိုက်နေကြသောအဖွဲ့များလက်နက်ကင်တပ်ဖွဲ့များအားလုံးအားဇပွဲဝိုင်းသို့ဖိတ်ခေါ်မှသာဖြစ်နိုင်ပေလိမ့်မည်စစ်ပွဲကိုရပ်ရန်ဒုရီယလိုအပ်ချက်မှာနိုင်ငံရေးအကျဉ်းသားအားလုံးအားလွတ်ပေးရန်ဖြစ်သည် ။ဤနေရာတွင်ဥစွာအားဖြင့်စစ်တပ်အာဏာသိမ်းစကြတဲ့ကပုံမှန်အမျိုးမျိုးတက်ပြီးဖမ်းဆီးထားသည့်ထောင်စန်းစုကျင်နှင့်နိုင်ငံရေးအကျဉ်းသားများစစ်ကောင်စီအားဝေဖန်ပြောဆို၍ပုံမှန်အမျိုးမျိုးတက်ဖမ်းဆီးထားသူများကိုဥစွာလွှတ်ပေးရန်လိုသည်။အထူးသဖြင့်စစ်စံညှိနှိုင်းရေးအတွက်ဆိုရင်ထောင်စန်းစုကျင်နှင့် NLD ထိတ်တန်းခေါင်းဆောင်များတိုက်ကြွလှုပ်ရှားသူများကိုဖိတ်ထုတ်ထား၍မဖြစ်နိုင်ပေ။တို့ဖြစ်ရငလင်တန်းအပါဘေးဒုက္ခအမြင်မျိုးကြောက်ရွံ့နေသည့်မြန်မာပြည်ပြည်ရင်းစစ်ရဲစဲကြီးအတွက်တပီလုံးအတိုင်းတာဖြစ်လက်နက်ကင်တိုက်နေသည့်အဖွဲ့အားလုံးပါဝင်သည့်အပြစ်ခက်ရဲစဲကြီး ဒေါအောင်ဆန်းစုကြည်အဖာနိုင်ငံရေးအကျဉ်းသားများပြန့်လွှတ်ရေးသည်ဥစွာအစပြုရမည့်အချက်နှစ်ချက်ဖြစ်သည်ဤအချက်နှစ်ခုအစပြုမှသာမြန်မာငြိမ်းချမ်းရေးအတွက်ရှေ့ဆက်၍ရပါလိမ့်မည်ဤနေရာတွင်ပထမအချက်အပြစ်ခတ်ရက်စဲရင်းနှင့်ပတ်သက်၍လက်နက်စွန့်ခိုင်းခြင်းသည်အလုံးမဖြစ်တဲ့ကဲ့သို့နှစ်ဖက်တက်ရောက်သည့်နေရာတွင်အပြစ်ရက်သည်ကသာလက်တွေ့အလုံးဖြစ်ပေလိမ့်မည်တဖက်ကတပ်များကိုစုံမှသာအပြစ်ရက်မည်ဆိုပါကလက်တွေ့အလုံးဖြစ်နိုင်ခြင်းနေပါသည်ဒုတိယဒေါအောင်ဆန်းစုကြည်အဖာနိုင်ငံရေးအကျဉ်းသားများဆေးလွှတ်ရေးဆိုရာတွင်မြည်သည့်ဥပဒေပုံမှပုတ်ထီးများဖြစ် တတ်မှတ်ဖန်ဆီးထားသည့်ဖြစ်စီနိုင်ငံရေးအရာစိတ်ဆက်ဆွေးနွေးရရင်အရေးပါသူများမဖြစ်မနေလွတ်ပေးရန်လိုအပ်သည် ထို့သူတော်သူများမပါကလက်တွေ့အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေဤအချက်နှက်ချက်ပြည့်စုံမှလည်းရှေ့ဆက်၍ရပါလိမ့်မည်အိနီးယားတွင်အမျိုးသားရင်ကြားစစ်ရေးငြိမ်းချမ်းရေးစိတ်ဆက်ဆွေးနွေးရေးစသည့်ဥတီချက်အောင်မြင်ရေးအတွက် မြန်မာစစ်တပ်ကိုဥတီပြောရသည့်အချက်မှာ2015ခုနှစ်မှာစ၍ယနေ့ကာလအထိ10နှစ်ကျော်အထိအပြည့်အခက်ရစဲရွနေအားလုံးပါဝင်ရေးကိုမြန်မာစစ်တပ်ကညှင်းပယ်ခဲ့ပြီးဤသို့ညှင်းပယ်ခဲ့ခြင်းကြောင့်အလုံးမဖြစ်သည့်အပြင်ပို၍ဆိုးဝါးလာသည်အနှစ်ထွင်းရမည်ကိုပစိမ့်နှင့်ပေါက်ရသည့်အရှိကိုစိုက်လာ၍ဖြစ်သည်အန်ယူဂျီ PDF များကယခုထိတွေ့ဆုံဆွေးနွေးမှုကိုတရားဝင်ညှင်းပယ်ခြင်းမရှိသေးပေ ထို့အပြင်သွေးကြွေးမှာဆွေးနွေးစရာမရှိဆိုသည်မှာ NUG PDF တို့၏ကြွေးကြော်တန်ဖြစ်တော်လဲမူဝါဒမဟုတ်ပေ။ယခုထိစစ်ကောင်စီနှင့်လုံးဝမဆွေးနွေးဟု NUG PDF မှမူဝါဒလမ်းစဉ်ထုတ်ပြန်သည်ကိုမတွေ့ရသေးပေ။သို့သောအားလုံးပါဝင်သည့်အပြစ်ခတ်ရဲစဲရေးကိုစစ်ကောင်စီကလက်ခံကမ်းလှမ်းလာသည့်အချိန်တွင် ် NUG PDF ကငင်းဆန်လာပါက၎င်းတို့အားဝေဖန်ရမည်ဖြစ်တဲ့ကဲ့သို့ NUG PDF အစိတ်အပိုင်းအရှုတ်ကငင်းဆန်ပါကလည်းထိုးချိန်ကြလင်ဝေဖန်ရမည်ဖြစ်သည်ကျိုးတင်ခံမှန်းပြောဆိုနေကြသည်ကလက်တွေ့မကြပြီမြန်မာပြည်နိုင်ငံရေးနှင့်ပတ်သက်၍ပြဿနာများစွာကိုဖြေရှင်းရန်လိုအပ်နေမည်သာဖြစ်တော်လဲပထမရှည်လမ်းကိုဥစွာလမ်းပြီးတဆင့်ချင်းဖြေရှင်းသွားရန်လိုအပ်ပေလိမ့်မည်ပထမရှည်လမ်းမှာမလန်းနိုင်ပါကနောက်ထပ်ရှည်လမ်းများလန်းနိုင်မည်မဟုတ်ပေယခုအချိန်တွင် NUG PDF များကငလင်ကြောင့်လူမှုနစ်နာထိခိုက်မှုမရှိရန် ထိုးစစ်ကိုနှစ်ပတ်နားသည်ဟု2025ခုနှစ်မတ်လ30ရက်နေ့တွင်ကြေညာခဲ့ပြီးလက်တွေ့ကျသည့်သဘောထားကိုဖော်ပြခဲ့ပြီးဖြစ်သည်။အခုကကျွန်တော်တို့ကလူလိုတွေးပြီးနှစ်ပတ်ရက်ထားတာလူသားချင်းစာနာမှု humanitarian cause ဆိုပြီးထိုးစစ်နှစ်ပတ်ရက်ထားစစ်ကောင်စီဘက်က NGPDF နဲ့ဆွေးနွေးရန်ညှင်းပယ်နေစေဖြစ်သည့်အပြင်ငလင်နာခံရပြီးနောက်လေကြောင်းတိုက်ခိုက်မှုများဆက်လက်တိုက်ခိုက်နေသေးသည့်အတွက်စစ်ကောင်စီအားဥစွာထောက်ပြရန်လိုမည်ဖြစ်၏ ခုလသမဂ္ဂနဲ့စင်ကာပူနိုင်ငံသားရေးဝင်ကြီးတို့ကကယ်ဆယ်ရေးလုပ်ငန်းများကောင်းမွန်စွာဆောင်ရွက်နိုင်ရန်မြန်မာစစ်တပ်နှင့်စစ်ပွဲတွင်ပါဝင်သူများအားလုံးစစ်ပွဲကိုရပ်တန့်ရန်လိုကြောင်းထောက်ပြပြောဆိုနေကြပြီဖြစ်သည်တို့ဖြစ်အားသခိုင်းငလင်းနဲ့အတူငိမ့်ချမ်းရေးကိုမြည်သည့်အချက်ကအစပြုရမည်ဆိုသည်ကိုမြန်မာပြည်ကိုငိမ့်ချမ်းစေခြင်းကြသည့်အိန္ဒိချင်းနိုင်ငံကြီးများကလည်းကောင်းစွာမြင်တွေ့နိုင်မည်ဖြစ်ပါသည်ဇေယအညာဆောင်းပါချင်သည့်နိုင်ငံရင်းနှီးစည်းရေးလေးလာဆောင်ကြည့်သူတအူးဖြစ်ပါသည်အေယာဝတီမှဆောင်းပါဖြစ်ပါသည် အဆုံးထိထားတော်မူတဲ့တဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်